ားလုံးမင်းမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာပြန်လည်ကြိုဆိုလိုက်ပါရယ်။ကဲဒီမှာတော့လာမယ့် Europa League Semi Final မှာ United နဲ့ရှင်ပြိုင်ရမယ်ပြီးပါဦးသိရင်ကျမတို့တည်ထားတဲ့အကြောင်းအရာလေးနေချင်းကိုဆွေးနွေးသွားချင်ပါတယ်။လက်ရှိပြီးပါဦးသိရင် current form ကိုကြည့်မယ်ဆိုရင်တော်တော်လေးကောင်းမွန်တာကိုတွေ့ရတယ်။ La Liga မှာဆိုရင်အဆင့်လေးမှာရပ်တည်နေပြီးတည်ငြိမ်တဲ့ခြေစွမ်းပြထားတာတွေ့ရတယ်။လက်ရှိ DRT Europa League မှာဆိုရင်လေသူတို့ကအင်ကွင်းပွဲစဉ်တွေအားလုံးကို အနိုင်ယူထားပါတယ် နီကောဝီလျမ်စ်အင်ဂျက်ကီဝီလျမ်ညီကုံများနဲ့အိုဟန်ဆန်ဆတ်တို့ကဒီယာတီမာထူးချေဆွမ်းပြနေပြီးဘီပောင်ရဲ့ကီပလေယာတွေလို့တော့ပြောလို့ရပါတယ်။ပြီးတော့အနက်စထရိုဗေဘာဒီယန်လောက်မှာဘီပောင်ဟိုတင်းဟာတိကျတဲ့ tactical approach နဲ့သွားနေတာတွေ့ရတယ်။ defensive skill solid base တိစောက်တယ်။ပြီးတော့ဝီလျမ်ညီကုံများရဲ့ base ကိုအသုံးပြုပြီး quick transition နဲ့ counter attack မှာ powerful ဖြစ်တာတွေ့ရတယ်။ သူတို့သိရင် midfield balance နဲ့ tempo control ကိုရောဆန်းစပ်ကောင်းဆောင်နေပြီးလက်ရှိချိန်ထိလည်းကောင်းဆုံးခြေစွမ်းပြထားတယ်။စရုံ United တို့အတွက်တကယ်မလွယ်ကူပါဘူး။ဒါပေမဲ့ D plan က United တို့အတွက်ဒီရသည်နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေတာစရုံစိတ်ဝင်စားစရာတော့ကောင်းပါတယ်။လက်ရှိနောက်ဆုံးရသတင်းတွေရတော့ Bilbao သိရင်နံပါတ်10ရုံးမှာအထူးခြေစွမ်းပြနေတဲ့ဆန်းစပ်ကပြီးခဲ့တဲ့ပွဲမှာတန်ရာရခဲ့တာကြောင့် United နဲ့ပထမကြော့ပွဲစဉ်ကိုလွဲချော်မယ်လို့သိရပါတယ်။ ။စန်းဆက်ကဒီယာတီမှာ15ခုထိ တွင်းယူပေးထားပြီးတိုက်စစ်နဲ့ကွဲလွယ်ကိုအကောင်ဆုံးထိန်းချုပ်ပေးနေတဲ့ကစားသမားလေးဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ United ရင်ဆိုင်ရမယ့်ပြီးပါအောင်တင်းရဲ့ key points လေးတွေကိုဆွေးနွေးပေးထားတာပါ။ကျမတို့ရဲ့ Glory United Channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။